လီဗာပူးရဲ့ခေတ်သစ်ဖန်ဆင်းရှင်အာနစ်စလော့ဘာဂျန်တီယန်တူအန်ဖီမင်းနောက်မှာငါတို့ရှိနေတယ်လို့အတိတ်ပဲရမယ်စာသားဟာအန်ဖီကွင်ပွဲကြီးစမှာလူးလွတ်နေပါတယ်ဒါဟာရိုင်ကလော့ခေလွန်ခေါင်းဆောင်တူဦးကိုလီဗာပူးပရိသတ်တွေယုံကြည်စွာကြိုဆိုလိုက်တာပါပဲလီဗာပူးပေကန်ရှင်တဲ့အာနစ်စလော့ပကုံးထက်မှာတန်တရားနဲ့ PR တွေခုဆိုနေပါခဲ့ပါပြီဘာဂျန်တီယန်ဆိုတာစလော့ရဲ့မွေးရည်မြေလူတွေတိတ်အကျွမ်းတို့ရဲ့မရှိတဲ့ရုံဝန်းကနေကမ္ဘာအကျော်ကြားဆုံးရုံဝန်း FC စလော့ရောက်ရှိအောင်မိုင်းတိုင်များစွာဖြတ်တန်းခဲ့ရတာပါ ်မြန်မာဦးနီးပြပွဲပထမဆုံးအင်ကွင်းပွဲဟာ slot အတွက်စစ်လို့ရှားစရာအတိပါပဲဦးမင်းနေကနေ FF ကွင်းမျက်ခင်းစေးစီလမ်းလျှောက်ထွက်လာချိန်မှာ slot ရဲ့ရင်ခုန်တန်တွေစူညံနေခဲ့တယ်မင်းနောက်မှာငါတို့ရှိတယ်ဆိုတဲ့စာတန်းကိုသူမြင်လိုက်ချိန်မှာပို့ပြီးရင်ခုန်စစ်လို့ရှားခဲ့ပါပြီတရားဟောကသူ့ကိုပွေဖက်လိုက်သလိုခန်းစားခဲ့ရတယ် FF ပွဲကြီးတင်ကပရိသတ်တွေစီလက်ဝဲရမ်းပြပြီးမျက်ဝန်းတွေကတဆင့်သူ့ကိုယုံကြည်အားပေးပါလို့တောင်းဆိုလိုက်တယ်မြန်မာဦးပရိသတ်တွေကတော့လက်သီးလက်မောင်းတန်းကအောင်ပွဲခံကိုမြင်ရတော့မှမဟုတ်ပါဘူးကွင်းထဲပြေးလို့အောင်ပွဲခံကိုမြင်ရတော့မှမဟုတ်ပါဘူး လူစိတ်ဝင်စားစီတဲ့အပြုမူတွေမလုပ်တတ်တဲ့တည်ငြိမ်တဲ့ slot ကိုသာမြင်တွေ့ခံစားရမှာပါပဲ။ပွဲပြီးချိန်မှာ slot ကလေဘာဘူပရိသတ်တွေကိုနှုတ်ဆက်တဲ့စုံလေးနှုတ်ဆက်ပြီးဥမင်နဲ့ဝင်သွားခဲ့တယ်။ပြီးတော့ပရိသတ်အားပေးမှုကတစုံတရာအမခံချက်မပေးနိုင်ပါဘူးလို့ slot ပြောခဲ့တယ်။ slot ဘလို့ပဲပြောပြော FF Queen ကလေဘာဘူပရိသတ်တွေရဲ့အားပေးတဲ့ဟာအရင်ကတည်းကပိုပြီးကျေလောင်နေတယ်လို့ပါပဲ။ရှိုင်းကလောမရှိလဲသူတို့စိတ်အားမငယ်နေဘူးဆိုတာအတန်တွေကတဆင့်အတိပေးနေတယ်လို့ပါပဲ။လေဘာဘူတင်ပိုင်ရှင်ဂျွန်ဟန်နရီကို FF Queen နဲ့မြင်ရခဲ့ပါတယ်။ ရိုင်းကလိုရဲ့နှုတ်ဆက်ပွဲကိုဂျွန်ဟန်ရီအရောက်လာဘူးသလိုစလိုရဲ့လေဘာမူနီးပြပွဲပထမဆုံးအန်ဖီပွဲကိုလည်းအရောက်လာခဲ့ပါတယ်။ရိုင်းကလိုကိုတံပိုးထားသလိုမျိုးစလိုကိုလည်းတံပိုးထားကြောင်းဂျွန်ဟန်ရီတက်တည်ပြခဲ့တာပါ။လေဘာမူပရိသတ်တွေကမင်းနောက်မှာငါတို့ရှိရဆိုပြီးထောက်ခံတဲ့အပြင်စလိုနာမည်ပါလေဇယ်ရီစင်မြန်းကအားပေးခဲ့ပါသေးတယ်။လေဘာမူအတွက်ရိုင်းကလိုဖန်ဆင်းပေးခဲ့တာ Emperor Less Success ပါ။လေဘာမူအတွက်ရိုင်းကလိုချန်တာရစ်ခဲ့တာခိုင်မာတဲ့အမွေးနဲ့ပါ။ဒီတော့အာနီစလိုရဲ့အသွင်ကူးပြောင်းကာလဟာညင်သာချုံးမှုရတယ်။ ဒီလိုဆိုတော့အာနိစလော့ကိုမလေးစားလို့ပြောတာမဟုတ်ပါဘူးစလော့ရဲ့အသေးသေးစံပြီးတိတ်ဆိတ်စွာအသွင်ကူးပြောင်းတဲ့ပုံတွေဟာရိုင်းဂလော့ရဲ့ high energy ultra intense ပေါက်ကွဲအားပြင်းထန်ပြီးစွမ်းအင်မြင့်လမဘူးနဲ့ကွဲပြားနေတာတေချာကြည့်ရင်မြင်ရပါလိမ့်မယ်ရိုင်းဂလော့ဖောက်ခဲ့တဲ့လမ်းလိုမျိုးထပ်တူကြအောင်ရှောင်လန်းနိုင်ဖို့ဆိုတာစလော့အတွက်မဖြစ်နိုင်သေးပါဘူးဒါပေမဲ့လက်ရှိမှာတော့စလော့ကိုလမဘူးပြည်သက်တွေနဲ့ကစားသမားတွေကတခဲနဲ့အတိမတ်ပြုကြရပါပြီစလော့ဖန်ဆီးပေးမဲ့လမဘူးခစ်တစ်ကိုယုံကြည်နေကြပါပြီလမဘူးအသင်းရဲ့ ရီးယားလိပြိုင်ဘက်အသင်းတစ်သင်းကဒရိုက်တာအဖွဲ့ဝင်တဦးကအခုလိုပြောပါတယ်။ဒါပေမဲ့အသင်းသားတွေရဲ့စွမ်းရည်ကစလောနဲ့တူတိတ်ပြီးအံ့အားသင့်စရာကောင်းနေပါတယ်။စလောကနှစ်သက်စရာကောင်းပြီးအေးဆက်ဆက်နိုင်မှုကငရဲလိုပါပဲ။ရီးယားလိမှာသူချက်ချင်းအောင်မြင်နေလို့အခြားသူတွေလိုပဲအံ့အားသင့်ရပါတယ်။ကလောကတိတ်ကိုဆေးရထက်တဲ့နီးပြဖြစ်ပေမဲ့စလောကတော့သူ့ကိုယ်သူဟန်ချက်ညီအောင်ထိန်းချောင်းနိုင်တာတည်ငြိမ်လို့နေလို့ပြောခဲ့တာပါ။စလောက stress free PR တွေမထွေးပွေ့ထားတတ်ပါဘူး။နိုင်ငံကရည်သက်ဘက်တွေဆိုရင် နယ်သာလန်ကမိသားစုသည်ပြန်ကအချိန်ဖြုန်းတတ်ပါတယ်။လေကျင်းကွေးမှာနိုင်ပေါင်းများစွာအလုပ်လုပ်တတ်ပြီးလေပါဘူးအတင်းကကျွေးတော်ကိုပဲစားပါတယ်။စားရကလည်းဝအောင် စားရပါ။တခါတလေမှညစာထွက်စားဖို့အဆင်မပြေဘူးဆိုရင်လေပါဘူးလေကျင်းကွေးကညနေစာကိုပါထုတ်ပိုးသွားတတ်ပါသေးတယ်။ဂျိုင်ဘက်နီးပြော်ရင်းနဲ့ထိတ်တိုက်တွေးတာမျိုးလည်းသူအတက်နိုင်ဆုံးရှောင်ရှားလေးရှိတာပါ။စလောအေလို့ပေါ်ဂျိုင်ဘက်ဟောင်းတကူကစလောကဖီယန်နုအတင်းမှာရှိစဉ်တော့ကအတိုင်းပါပဲ။တွေးလုံးပါတယ်။သူကသူယုံကြည်တာအတွက်တိုက်ပွဲဝင်တတ်သူပါ။ သူကအောင်းတဲ့သူတယောက်လည်းဖြစ်တယ်လို့ပြောပြပါတယ်။စလော့ကစကားပြောတာလည်းပြတ်သားပါတယ်။အပေါ်ရန်တကားချူရီမအုပ်ထားပါဘူး။သူရဲ့ပထမဆုံးပရီးမီးယားလိပွဲဖြစ်တဲ့ Ipswich နဲ့ပွဲမှာကွင်းစားကိုပထမပိုင်းပွဲချိန်တွင်မှပဲလူစားလဲခဲ့တာပါ။ဘာလို့လူစားလဲတာလဲဆိုပြီးမေးတော့စလော့ကတူးချင်းတွေ့ရင်သူဘာမှမလုပ်နိုင်ဘူးဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။ M9 Sport မှတင်ဆက်ပါတယ်။ဘလုံးနဲ့ပတ်သက်တဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ပိတ်ကိုအားပေးဖို့လည်းဖိတ်ခေါ်အပ်ပါတယ်။အားလုံးပဲဘေးပြာတွေဝေးကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။